ွင့်တော့ဖူးတာဝင့်လို့ချီပြီးနေကြီးမှာရွှေကြီးတော့ငါတို့စာတင်ချောင်းအခုကတော့မဟုတ်ဘူးဘဝမှန်နေငါတို့ချောင်းဟောဒီမှာသွေးဆွနေတဲ့အဝတ်တွေသွေးဆွနေတဲ့ကလေးတွေရဲ့အဝတ်တွေအခုလဲအပေါ်မှာဝဲနေတုံးပဲကလေးတွေရဲ့ပညာသင်ကြားမှုအတွက်ဘာဖြစ်လို့ဒီလိုလုပ်တာလဲ2025ခုနှစ်မေလ17ရက်စကိုင်းတိုင်းဒေသကြီး ချွေးမိုခရိုင်တပယ်ရဲမြို့နယ်အိုးထိန်တွင်းကျေးရွာမှာမနက်7:00လောက်ကစစ်ကောင်စီတပ်ကနေပြီးတော့ဘုံကျဲချပြီးတိုက်ခိုက်သွားတယ်။ဟောဒီနောက်ကအခန်းထဲမှာစားသင်းနေတဲ့ကလေးတွေတဲကအ ਨੇ စုံ10ယောက်တည်ဆုံး။ဆရာဆရာမဥယျာလည်း2ယောက်တည်ဆုံးသွားတယ်။ထိခိုက်ဒဏ်ရာရတဲ့အရေအတွက်တည်းကကျမတို့အခုထိကိုထုတ်ပြန်ကြေညာနိုင်ခြင်းမရှိသေးဘူး။အများကြီးပဲ။စားသင်းနေမတက်မှာကိုပဲထိခိုက်ဒဏ်ရာမှုတွေရရှိတာ ကျမတို့ရဲ့ကလေးတွေကိုအမုန်းတွေအမျိုးတွေအာဃာတတွေဝင်မလာအောင်လို့ကျမတို့ကတွန့်တင်ဆုံးပါတယ်ဒါပေမဲ့ဒီနေ့စစ်ကောင်စီလုတ်သွားတဲ့လုံရက်ကကလေးတွေရဲ့နှလုံးသားထဲမှာရောအုံနောက်ထဲမှာအမုန်းတွေအမျိုးတွေအာဃာတတွေဝင်သွားပြီအဆမ်းမှုရုံမှမှုအောက်တန်းချမှုတွေအားလုံးကကလေးတွေရဲ့စိတ်ထဲမှာနှလုံးသားထဲမှာစွဲထင်သွားပြီနိုင်ငံတကာကကိုယ်ညီတိုင်းတဲ့လူတွေရော မတို့ကလေးတွေဘလောက်ထိပင်မဘလောက်ထိဆုံရှုံမအတန်ထွက်ပြီးပြောပြကြမှာလေအားလုံးနားတွေမကြားကြတော့ဘူးလားကျမတို့ကလေးတွေအတွက်ကူညီပေးကြပါ Save our children ကျမတို့ကလေးတွေအတွက်ကူညီပေးကြပါလူအခွင့်ရေးလူအခွင့်ရေးလို့ပြောနေတယ်အခုလို့ဒီလိုဖြစ်တယ်ကလေးတွေတေးကြည့်တယ်စာတင်ကြောင်းတွေပြက်စီအဲ့ဒါကောအလုပ်လူအခွင့်ရေးကိုထုတ်ဖောက်တာမဟုတ်ဘူးလားကျမတို့မကူဘူးတင်းထားမယ်ဘာဖြစ်လို့မကူရလဲ ျမတို့ရှစ်ဆက်လောက်ရမယ်အလုပ်တွေအများကြီးရှိဒီလောက်ထိအောင်ဖြစ်ပြီးမှတော့လုံးဝနောက်ဆုတ်စရာအကြောင်းမရှိဘူးဒီဟာတွေအတွက်ထိုက်တန်နဲ့ပြစ်ဒဏ်ကိုပေးနိုင်အောင်ကျမတို့စူးစမ်းဒီပြစ်မှုကိုကျူးလွန်ထားတဲ့ကျူးလွန်တဲ့သူတွေအားလုံးကောင်းမွန်တဲ့ပညာသင်ကြားမရပါစေနဲ့မိသားစုတွေဘယ်တော့မှချမ်းချမ်းသာသာမနေရပါစေနဲ့ဒီကလေးတွေကြုံသလိုဒီမိသားစုတွေကြုံသလို သူတို့လည်းထတ်တူထတ်မြခံစားပါစေလို့ကျမကတော့ကြိမ်ဆိုလိုက်တယ်ကျမပြုတ်သည်များကုသိုလ်ရဲ့အားလုံးကိုတိုင်တယ်ပြီးကြိမ်ဆိုလိုက်တယ်ထတ်တူအကျိုးကိုခံစားကြပါစေကျမကတော့အပါဝင်တခြားလူတွေအတွက်ကတော့တော်လန်ရေးမအောင်မချင်ဒီလိုရက်ဆက်ကြမ်းကြုတ်မှုတွေကိုအပီးတိုင်အဆုံးတတ်နိုင်ဖို့အတွက်စစ်အာဏာရှင်စနစ်ကြာဆုံးဖို့အတွက်ကျမတို့ဆက်လက်ပြီးတိုက်ပွဲဝင်နေပါမယ်မချေတို့တာပါရှင်တတိကမှတ်တမ်းပါ အထဲတဲကတဲ့ခုံတွေက အလောင်းတွေကိုကောက်တဲ့အခါကျတော့ဖောက်လာတာမလွယ်လို့ဆိုပြီးခုံတွေကုန်လုံးအပြင်ကိုထုတ်လိုက်တာအေးချမ်းချမ်းစာတင်နေတဲ့နေထားနေရုပ်ချင်းဒီလိုဖြစ်သွားမယ်လို့တို့ဘယ်ထင်ကြမှာလဲ သွေးဆွနေတဲ့ဖက်နတ်ကလေးရယ်လက်တန်းလေးရယ်ခေါင်းကဥကုန်လေးရယ်ဒါဥကုန်ရိုးလေးတွေပါဒါစပင်ချီလေးတွေပါတော့ချင်းကလားစကိုင်းငလျင်ဘေးကြောင့်ဒုက္ခရောက်နေကြတဲ့ပြည်သူတွေကိုအားပေးကူညီတဲ့အတွက်ဒီဘက်ကိုရောက်နေတာရောက်နေရင်းနဲ့အပြန်ခီးကိုသွားနေတော့မှဒီသတင်းကြားလို့ဒီကိုအမြန်ဝင်ပြီးတော့ပြေးလာခဲ့တာလား စစ်ကောင်စီဘက်ကပြောတယ်လို့ကိုဟာရှိတယ်ဒါရှိတယ်ဘာမှမရှိဘူးလုံးဝကလေးသူငယ်တိတ္တစာတင်နေတဲ့နေရာဖြစ်ပါလေကျမတို့အတွက်တရားမျှတမှုကိုရအောင်လို့တန်ထိုင်နေတာဝိုင်းဝန်းပြီးတော့အသံထွက်ပေးကြပါမယ်မြစ်တိုင်းရခိုင်ပါလေရှင်